အမင်္ဂလာပါကျွန်တော်တော့တောင်ကြီးမြို့မှာနေပါတယ်ရှင်းလုံးခတ်တဲ့မင်းစိန်ပါဗျာကျွန်တော်ကန်တာရက်ွက်မှာနေပါတယ်ရှင်းလုံးခတ်ကစားတာတော့ကျွန်တော်16နှစ်နေခတ်ကစားရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တလီဆက်နှစ်နှစ်ရှိပါပြီခုချိန်ကြီးလဲကျွန်တော်ခတ်ကစားနေတော့ခုချိန်ကြီးလဲကျွန်တော်လေ့ကျင့်နေတော့ပါဗျာဟုတ်ကဲ့ဗျာအဲဝင်းချင်းဒီဒီရွေးရမွေးနေ့ထဲမှာတော့ကျွန်တော်တို့တိတလောက်တော့အခက်ခဲဆုံးနဲ့အနဲ့နဲ့ဆုံးပါပဲဗျာလေ့ကျင့်ရတာလဲခက်တယ်ခတ်ကစားရတာလဲခက်တယ်ဗျာအရှင်းမတော်ပေါ့ရဖို့အတွက်လွယ်လွယ်ခတ်မယ်ဆိုရင်တော့ အဲ15ရက်20တလာလောက်ကျင်းရတယ်ပင်ဝဲခတ်ဖို့ဆိုရင်တော့3လလောက်ကောင်းကောင်းကျင်းရတယ်ဗျပင်ဝဲခတ်တန်းဝင်းနေအောင်ပေါ့အဲတော့ဆို3လလောက်တော့ကောင်းကောင်းကျင်းယူရတယ်ဗျချင်းတပေါက်တပေါက်ရဖို့ကျွန်တော်ဒီရှမ်းပြည်နယ်မှာလည်းစုတွေအများကြီးရခဲ့ပြီးပါတယ်ဗျရန်ကုန်မန္တလေးမှာလည်းစုတွေရခဲ့ပြီးပါတယ်ဗျကျွန်တော်အလခနေနေဆိုတော့ကျွန်တော်မြန်မာနိုင်ငံတော်တော်နှံ့မှာပါဗျတော်တော်များများလည်းသိပါတယ်ဗျကျွန်တော်ဒီ UR ရှင်းနဲ့ပတ်သက်လာရင်ပေါ့အဲ၄ပေါက်တန်းဆိုရင်တော့အခုဥပမာပါဗျ6ယောက်ခတ်ကစားမယ်၄ပေါက်တန်းဆိုရင်တော့၄ယောက်ပဲခတ်ကစားမယ်ဘယ်ညာဆုံး၄စုံပေါ့ အာပထမဘိန်းမှာပညာဆုံး၄စုံဒုတိယဘိန်းမှာသူကမျိုးကွဲ၄မျိုး၄မျိုး၆ယောက်ကို၄မျိုးပဲခံရမယ်တတိယဘိန်းမှာလည်းသူကမျိုးတူ၆ယောက်ကိုသူကမျိုးတူကြတော့သူက၄မျိုး၆ယောက်လုံးအပြည့်ခံရမယ်နောက်ပညာဆုံးရောက်လာပြီဗျပညာဆုံးချင်းကြီးပညာဆုံးရောက်လာပြီဒါလည်းသူက၆ယောက်လုံးမှာ၄မျိုးပဲခံရမယ်ချင်းကြီးမျိုးကွဲလည်းအလဲရောက်လာတော့လေဒါ၆ယောက်လုံးမှာသူက၆မျိုး၄မျိုးပဲခံရမယ်၄မျိုး၄ယောက်ပဲခံရမယ်ဒါပေမဲ့၆ယောက်လုံးတော့ရှိနေရမယ်ပေါ့နော်ဒီမျိုးတူအလဲရောက်လာတော့လေသူကသူက၄မျိုး၆မျိုးတူ ချော်ပြီးခံတော့အဘအတွဲပဲရောက်လာတော့လေသူကဒီအတွဲကိုသူက6အောင်ကစားရမယ်ကစားသမားကြီး6အောင်အပြီးကစားရမယ်။နောက်ပြီးလို့ရှိရင်ခေဆန်မျိုးခွဲလည်းရောက်လာမယ်။ခေဆန်မျိုးခွဲလည်းရောက်လာရင်သူကတက်မှတ်ထားတဲ့၄ပေါက်တန်းအတွက်မျိုး၄ပေါက်တန်းဖြစ်တဲ့အတွက်သူက၄ရောက်ပဲခက်ကစားရမယ်။ဒါပေမဲ့ချီရတော့6ရောက်ပေါ့။အဲ၄ပေါက်တန်းဖြစ်တဲ့အတွက်၄ရောက်ပဲသူကခက်ကစားရမယ်။နောက်ပိုင်းမျိုးတူကြတော့လည်း အဲ့လိုပဲနောက်ဆုံးပိတ်မြို့တူကြတော့လေသူကလေးပေါက်တန်းဖြစ်တဲ့အတွက်၄မြို့ပဲဒါမှမဟုတ်သူက၆ရောက်ပြည့်ခက်ကစားမယ်ဗျအကူပိတ်၁၂ပေါ့ဗျဟုတ်ပါဘူး၆ပေါက်တန်းကြောက်လဲဒီလိုပါပဲဗျအဲ၆၆မြို့၆မြို့ဖြစ်တဲ့အတွက်၆ရောက်ပြည့်ခက်ကစားမယ်ဗျဒီ၁၀ပေါက်တန်းကြောက်တော့ဘယ်လိုတော့ဖြစ်လဲဆိုတော့သူက၆ရောက်ရှိတဲ့အတွက်ဒီပညာစုံကိုသူက၁၀မြို့ခက်ကစားရမယ်ဒါမှမဟုတ်အဲ့တယောက်ဒီသူက၅မြို့ကစားနေ၅မြို့ကစားပေါ့အဲ့တယောက်ဒီ၅မြို့ကစားနေ၂ယောက်ခွဲခက်လဲရ၃ယောက်ခွဲခက်လဲရဗျလိုပဲပေါ့တယောက်နဲ့တယောက်လက်ဆင့်ကမ်းယူမှလဲရမယ်ဒီရှင်တော့ခက်ခဲနေနေတော်တော်မိဘတွေကလည်း အပေးပေါ့ဘောရာပေါင်းတင်းရဲ့ဒီရှင်းခတ်ဖို့အပေးပေါ့ဒီရှင်းလုံးခတ်ရှင်းဒီဒီ UR ရှင်းလုံးခတ်ရှင်းဒီကျမရေးကိုကောင်းစေပါတယ်မိတ်မိတ်ရွှေလည်းပေါ်ပါတယ်အဲနောက်ပြီးပါတစ်ခုကောင်းလဲဆိုတော့စိတ်ပျော်ရွှင်စေတယ်ပေါ့နော်အဓိကဒါပဲဒါကိုမတိမ်ကောအောင်ကျွန်တော်တို့ထင်တင်ရမယ်ဗျာဒါလူတိုင်းမှလည်းတာဝန်ရှိပါတယ်ဟိုကလေးတွေစိတ်ဝင်စားရဲဆိုရင်မိဘတွေကနေပြီးတော့အပေးရမယ်ဒီ UR ရှင်းဆိုတာတော်တော်လေးကိုခက်ခဲတဲ့အတွက်ခုနပြောလို့ပေါ့နော်ဟိုတင်ကောရမှာကိုကျွန်တော်တို့ကြောက်တယ်ဒါလို့ဒါကြောင့်မို့လဲကျွန်တော်တို့ကနေရာတကာမှာတော်တော်ပြီးတော့လက်ဆင့်ကမ်းနေတာဗျာ အနည်းစားတဲ့မြို့တွေပေါ့ရှင်းပွဲလေးရှိတယ်ဆိုရင်ကျွန်တော်တို့ကတွားပြီးတော့မှပန်ပိုးတယ်၊ကူညီတယ်၊ခတ်ပြတယ်အဲ့လိုမျိုးဒီရှင်းကိုမပပြအောင်ပေါ့နော်ဒီယူရရှင်းကိုအခုကယူရရှင်းဆိုတာတော်တော်များများတော့ဟိုခတ်သမားကြီးကစားသမားကြီးနည်းနည်းနဲွားတယ်ဗျဟိုဘာလို့နဲွားလဲဆိုတော့ခုနပြောလို့ပေါ့ဒီယူရရှင်းခတ်ပြီးခတ်တတ်ပြီဆိုရင်ပိတ်ကြော်ဖဲရောက်သွားလိမ့်ဘောလုံးဖဲရောက်သွားလိမ့်နဲ့အဲ့လိုမျိုးလေးတွေပေါ့နော်ဒီယူရရှင်းတော့အပိစီရှင်းတယ်ဗျာနော်ဟိုဒီကြီးတွေကလည်း ဟိုအမပေးဘူးလေနော်အဲလူကြီးတွေကလည်း appreciation တယ်နော်အဲလိုမျိုးပေါ့